နောက်ဖះကဘယ်တော့လောက်ပွင့်မှလဲလို့ဆိုတဲ့အခါမှာအခုလူတွေအလုံးဟာဆနစ်တန်းရောက်သွားပြီသိမယ်တမန်ပါဗျာအလုံးလူသားမျိုးနဲ့အခုခေတ်ကအဲ့ဒီပဲတာဆူးနေတာစဉ်းစားကြည့်လေဒါနဲ့ခုံတက်လို့ကတစ်ချိန်တည်းမှာဘယ်နှယောက်သိတယောက်စားနှယောက်စားပါဗျာတနတ်နဲ့ပြစ်တတ်ရင်လည်းပဲဟုတ်တယ်မဟုတ်လားမှန်ပါဗျာတလာတော့နယူးစီလန်မှာဆိုတက်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 နဲ့လိုက်ပြင်းတယ်မနေ့ရောက်ဖက်သေးဘူး၁၀ခန်းရာခန်းပါဗျာ၁၀ခန်းရာခန်းအနုပြုပုံချလိုက်ရင် ်ပါဝင်နှက်လောက်ထိနေနိုင်တယ်အစွမ်းထက်တဲ့လက်နဲ့တွေသုံးမယ်သုံးရုံနေမကဘူးဒီအစွမ်းထက်တဲ့လက်နဲ့တွေတိုးလောင်ထားတာက unknown cost ကြောင့်ကြောက်သွားမယ်ဆိုရင်ကဘာကြီးရောက် exposition ဖြစ် bronze ဆိုပြတ်သွားမှာပဲတေးကြတယ်မှန်ပါဗျာချက်ချင်းကြီးတေးသွားမှာပဲအကောင်မှန်ပါဗျာအစွမ်းထက်တဲ့လက်နဲ့လူသားမျိုးတွေဟာခုနှစ်ရက်အတွင်းမျိုးတုံးသလောက်ဖြစ်သွားမှန်ပါဗျာအဲ့လိုမျိုးတုံးသွားပြီးတဲ့အခါမှာ ီဒီလိုဖြစ်တာဟုတ်ပါဗျာအဲ့တော့နှစ်ပေါင်းများဆိုတာကြာပါလေကိုယ်လေးနဲ့ပြောလို့မရပါဘူးကောရဝမြတ်စွာဘုရားပွင့်တော်တော်မှာကိုနှစ်ပေါင်း2500 2600ကျော်ပဲရှိသေးတယ်ဗျာပွင့်သွားတာဟုတ်တယ်မလားပဲတော့ပွင့်မယ်လဲဆိုရင်အခုကြကြပြင်းလူသားမျိုးတွေတိုးသလောက်ဒုက္ခရောက်ပြီးတဲ့အခါအသက်တွေပြန်ရှည်ဦးပါရှည်ပြီးအသင်ခြေတန်းရောက် အသင်ခြေတန်းရောက်ပြီးတဲ့အခါမှာပြန်ပြီးအသက်ဆုတ်လာတဲ့အခါမှာ၈000တောင်းရောက်လာအဲ့ဒီကြမှာပွင့်မှန်ပါဗျာလူတွေရဲ့တက်တန်း၈000တန်းထီအောင်သက်ရှင်လာအဲ့ဒီအချိန်မှာပွင့်တယ်မှန်ပါဖះဟာတက်ကတ်ကိုမပွင့်ဘူးတဲ့တက်တဲ့အချိန်ပိုင်းကိုမပွင့်ဘူးလူတွေရဲ့တက်တန်းဆုတ်တဲ့အချိန်ပိုင်းမှာပွင့်တယ်တက်တဲ့အချိန်တွေကိုလူတွေကတရားသဘောပေါက်မှာမဟုတ်ဘူးမှန်ပါဗျာဆုတ်လာတဲ့အချိန်ပိုင်းမှာဒုက္ခဒုက္ခနဲ့ကြုံတဲ့အခါမှာတရားဟောလို့ရမှာဖြစ်တယ်မှန်ပါဗျာဒါကြောင့်မို့၈000တဲ့ တသိန်းအထက်ကြာလို့ရှိရင်လည်းဖျားပွင့်လို့မရဘူးမပွင့်ဘူးတတရားအောက်ကြာရင်လည်းမပွင့်ဘူးမှန်ပါဗျာတရားအောက်ဘလုံးပွင့်တာလဲဆိုလူတွေကခေါင်းမာသွားပြီပြောလို့နားမထောင်တော့ခဏခေလူတွေတော့ဘလောက်ခေါင်းမာကုန်စဉ်းစားကြည့်ပေါ့နော်လောဘဒေါသမောဟတွေကြီးလာတဲ့အခါကျလူတွေကခေါင်းမာသွားပြီပြောလို့နားမဝင်တော့အဲ့ဒါကြောင့်မပွင့်ဘူးအဲ့တော့နောက်ဖျားပွင့်တာခုနတက်က တာပြီးပြန်ဆောက်လာတဲ့လူသက်တမ်း2000တောင်းမှာ ပြောမယ်လို့ဖီလီယန်နဲ့တွေ့ပြလို့လည်းမရဘူးတခါလုံးမှာနော်။ဘာလို့ဆိုတက်တာကြတာမြန်တာလည်းရှိမယ်နေတာလည်းရှိမယ်သူကပြောလို့မရဘူးနော်ဒီမှာ။လက်ရှိဖះအလောင်းတော်ကတော့ဘယ်ဘုံမှရှိနေနိုင်တယ်လဲဆိုရင်တော့ဖះအလောင်းနေရတော့တုတ်တိတာဘုံမှပဲရှိကြတယ်။နတ်ပြည်ချောထွက်တဲ့ကတုတ်တိတာဆိုတာအများရန်ကျင့်နေတဲ့စိတ်ချမ်းသာကိုချမ်းသာရှိတဲ့ဘုံမျိုးပေါ့နော်မှန်ပါဗျာ။ ခြေနှက်နေတာအလွန်ကောင်းတယ်အခုလူတွေကမခြေမနှက်တွေအများကြီးဖြစ်နေတယ်ခေါ်မှာပြန်မှာပါအဲ့ဒါချမ်းသာတဲ့လူကလည်းမခြေနှက်ဘူးမှန်ပါဗျာယာရုရှိတဲ့လူကလည်းမခြေနှက်ဘူးယာရုမဲ့တဲ့လူကလည်းအလုံးကမခြေနှက်မှုတွေများနေကြတယ်မှန်ပါဗျာခြေနှက်ပြီဆိုရင်လူတွေကဒုက္ခပေးမှာမဟုတ်တော့